မင်္ဂလာပါခင်ဗျာ2016ခုနှစ်ဇန်နဝါရီလ22ရက်တောက်ကြနေညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါကျွန်တော် RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီတင်ဆက်သွားမှာပါဒီကနေ့သတင်းတွေထဲမှာတော့ပြည်ထန်ကြခန့်နေရတဲ့အကျဉ်းသား100နှစ်ယောက်ကိုသမရဦးသိန်းစိန်ရဲ့အမိန့်နဲ့ဒီကနေ့ပြန်လွှတ်ပေးလိုက်တဲ့သတင်း NLD မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒတွေအသွင်ကူးပြောင်းရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်မာသာပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့အကြောင်း NLD ကထုတ်ပြန်လိုက်တဲ့သတင်းစတဲ့စိတ်ဝင်စားစရာသတင်းတွေတင်ပြသွားမှာပါအဲ့ဒီနောက်မှာတော့ဗိုလ်ချုပ်ဝန်ကြီးမင်းအောင်လှိုင်ပုံကိုဖက်နက်နဲ့တန်နေတဲ့ပုံကိုမျှဝေခဲ့မှုနဲ့ဖမ်းဆီးခံထားရတဲ့ကချင်တိုင်းရင်းသားပက်ထရစ်ခွန်ကြာလီကိုထောင်နဲ့6လချမှတ်လိုက်တဲ့အကြောင်းရန်ကုန်မြို့မှာအထက်မြင့်အဆောက်အုံတွေဆောက်လုပ်နေတာနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းနဲ့တောက်ကြနေတိုင်းထုတ်လွှင့်နေကြမှတ်မှတ်သားသားစကားများအစီအစဉ်တွေထုတ်လွှင့်မှာဖြစ်ပြီးနောက်ပိုင်းမှာတော့ချင်းတိုင်းရင်းသားဘာသာအစီအစဉ်ပရိသတ်တွေရှုစားရမှာပါ ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေစပြီးတင်ပြပါရမယ်ခင်ဗျာအကျဉ်းထောင်သီးသီးမှာပြည်တံကြာခံနေရတဲ့အကျဉ်းသား၁၀၂ယောက်ကိုသမရရဲ့အမိန့်နဲ့ဒီကနေ့ပြန်လွှတ်ပေးလိုက်ပါတယ်ပြည်တော်စုညဉ့်ဉျေးညီလာခံအောင်မြင်စွာကျင်းပပြီးစီမှုနဲ့ကမ္ဘာညဉ့်ဉျေးဗုဒ္ဓဘာသာညီလာခံစတင်ကျင်းပမှုကိုဂုဏ်ပြုတဲ့အနေနဲ့နိုင်ငံသား၁၀ယောက်အပါအဝင်အကျဉ်းသား၁၀၂ယောက်ကိုပြည်တံကတွင်ချင်းချမ်းသာခွင့်ပြုလိုက်တယ်လို့ပြည်ရေးဝန်ကြီးဌာနကပြောပါတယ် ဗုဒ္ဓဘာပါတီပွဲကြော်ညာခဲ့တဲ့အတွက်အကျဉ်းချခံရတဲ့နယူးဇီလန်နိုင်ငံသားတဦးနဲ့မြန်မာအကျဉ်းသား100တယောက်ကိုပြန်လွှတ်ပေးလိုက်တာပါဒါအပြင်ဒေသချမှတ်ခံထားရတဲ့အကျဉ်းသား89ယောက်ကိုလည်းထောင်နဲ့တသက်တကျွန်းကိုရှော့ချပေးလိုက်တယ်လို့သိရပါတယ်ဒီကနေ့လွတ်လာတဲ့အထဲမှာနိုင်ငံအကျဉ်းသား52ယောက်ပါဝင်ပြီးအင်းစိန်ထောင်က19ယောက်ဖအံထောင်က19ယောက်ပြည်ထောင်က4ယောက်တောင်ဦးထောင်က3ယောက်ညောင်ဦးနဲ့မြကြီးနားထောင်က2ယောက်ပူတာအိုမန္တလေးနဲ့မိထီလာထောင်တွေကတယောက်စီပါဝင်တယ်လို့ နိုင်ငံကျင်းသားများကိုကြီးစောက်ရှောက်ရေးအသင်း ABB ကပြောပါတယ်။ ABB ရဲ့စီးရင်တွေကလက်ရှိနိုင်ငံရေးပြစ်မှုတွေနဲ့အမှုရင်ဆိုင်နေရသူ400ယောက်ရှိပြီးအမှုရင်ဆိုင်ပြီးပေမဲ့အကျဉ်းထောင်တွေထဲမှာကျန်နေတဲ့သူ88ယောက်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဒီကနေ့လွတ်လာတဲ့နိုင်ငံကျင်းသား52ယောက်ဟာတရားမဝင်စီတန်းလှည့်လည်မှုပုံမှန်78မတရားသင်းဆက်သွယ်မှုပုံမှန်81ခွင့်ပြုချက်မရဘဲဆန္ဒပြမှုပုံမှန်19စတာတွေနဲ့ပြစ်ဒဏ်ချခံထားရသူတွေဖြစ်တယ်လို့နိုင်ငံကျင်းသားများကိုကြီးစောင့်ရှောက်ရေးအသင်း ABB ကပြောပါတယ် ် RFA သတင်းတော့ကိုကျော်လွင်ဦးတင်ပြထားပါတယ်ခင်ဗျာနိုင်ငံတော်သမရအမိန်နဲ့နိုင်ငံအတွင်းမှာရှိတဲ့အချင်းထောင်တွေကနိုင်ငံသားအချင်းသားတရတဦးနဲ့နယူးဇီလန်နိုင်ငံသားတဦးအပါအဝင်အချင်းသားတရနှစ်ဦးကိုဒီကနေ့လွှတ်ပေးလိုက်ပါတယ်မန္တလေးအချင်းထောင်ကလွတ်လာသူဟာမြို့သားပညာရေးဥပဒေပြင်ဆင်ပေးရေးအတွက်ဆန္ဒပြခဲ့တဲ့ထက်ဗမာပြည်ဘက်ကသာအကြောင်းသားကိုနိုင်ရဲဝေဖြစ်ပါလေ။ဝမ်းလည်းမတအားဘူးဝမ်းလည်းမနေဘူး။ဘာပဲပြောပြောကျွန်တော်တို့ ထောင်ကျင်းအောင်တည်တည်မှရှိတယ်ကျွန်တော်တို့ចောင်းသားရဲဘော်တွေလေသမားတွေတက်ကြွလှုပ်ရှားသူတွေအလုပ်သမားတွေအားလုံးကိုကျွန်တော်တို့ကတော့ပြန်လွတ်စေခြင်းနဲ့မင်းစင်ကျင်းထောင်ကလွတ်မြောက်လာတဲ့ဥပမြင့်ကနောက်ထပ်နိုင်ငံရေးကျင်းသားတွေကိုလွတ်ပေးဖို့တောင်းဆိုတယ်လို့ပြောပါတယ်နောက်ထပ်လွတ်မြောက်လာသူတူဖြစ်တဲ့ကိုစိုးတော်ကနိုင်ငံရေးကျင်းသားအားလုံးလွတ်မြောက်အောင်တောင်းဆိုသွားမယ်လို့ပြောပါတယ်ကျင်းသားတွေလွတ်ပေးဖို့တောင်းဆိုနေပါလေဆက်လက်တောင်းဆိုနေပါလေဒီကစိုးရလက်ထက်ရော တက်လာမယ်ဆိုရလက်တော်အမြင်မတူတဲ့လူကိုစီလုံးမှလာတယ်ကဲစီလုံးရင်ဒီဆောင်နိုင်မြင်တူတဲ့လူတွေစီလုံးတာဒါငင်းညွတ်တဲ့စီလုံးရင်တခုမဟုတ်ဘူးလို့ထင်တယ်လွန်မြောက်လာတဲ့သူတွေအများပြားဟာပုံမှန်18ပုံမှန်18မတရားအတင်းဆက်သွယ်မှု ပုံမှန်19စတဲ့ပုံမှန်တွေနဲ့ပြစ်ထန်ချခံရသူတွေဖြစ်ပါလေကြတော့တော့18နဲ့ကြတော့တမန်အမှုကတော့အမှုနဲ့18ပေါ့ငါကြတော့နနစ်ကြတာနေရတော့ကုလား ကုလအကျော်ပဲရှိတဲ့တယ် KIADD နဲ့စတေတို့ပေါ့ရန်ကုန်မြို့ညီချောင်းကံမြေယာတွေပြန်ပေးဖို့မဟာဗန္ဓုလပန်းချံရှိမှာတပည့်စကန်းဖွင့်ပြီးစာနာပြလာကြအောင်ဖန်ခံရတဲ့ဥပိုသိန်းကနောက်ထပ်ကျူးလို့ရင်ပြည်ထောင်ပေါင်းပြီးကြားခံရမယ်ဆိုတော့ဥမ၄ရက်တက်ကိုလက်မှတ်ရေးထိုးခိုင်းတာကိုသူ့အနေနဲ့မထိုးခဲ့ဘူးလို့ပြောပါတယ် ကျွန်တော်အခုကျွန်တော်အခုလာပြီးလွတ်ပြတ်ခါကျကျွန်တော်တို့ကျွန်တော်ပေါ့နော်အခု၄ရက်တင်းနဲ့ပတ်သက်ပြီးတော့ကာမွန်ဂရီထိုးခိုင်းပါတယ်။ကြံရှိတဲ့မှုကိစ္စပေါ့နော်။ကြံရှိတဲ့အပိုင်းတွေကိုဆက်လက်ပြီးတော့ကြံရှိစေတဲ့အကြောင်းနောက်တစ်ခါတကယ်လို့ပြန်လုခဲ့လို့ရှိရင်ဒီမှုလည်းပြန်ပေါင်းမယ်ဆိုပြီးတော့ကျွန်တော်တို့လက်မှတ်ထိုးခဲ့ပါတယ်။ကျွန်တော်မထိုးခဲ့ပါဘူး။အတိပေးတာတော့ကျွန်တော်လက်ခံခဲ့ပါတယ်။မြို့သားပညာရေးဥပဒေကိုသဘိမ့်မောက်တာကြောင့်ကာယဝတီအချင်းထောင်မှာဖမ်းဆီးခံထားရတဲ့ကျောင်းသူကျောင်းသား90ဝန်းကျင်လောက်ဟာအမှုရင်ဆိုင်နေရဆဲဖြစ်ပြီးလွတ်မြောက်လာတဲ့အထက် ပါလာခြင်းမရှိသေးပါဘူး။ဒါအပြင်အမှုတွေစစ်ဆေးလို့ပြည်စည်းသွားပြီဖြစ်တဲ့လူအခွင့်အရေးလှုပ်ရှားသူတွေဖြစ်တဲ့ဒေါ်နော်အုံးလှကိုထင်ကျော်ဘူကြီးဟောင်းနေမျိုးစဉ်တို့လည်းလူမြောက်လာသူတွေတဲမပါသေးပါဘူး။နိုင်ငံရေးအကျဉ်းသားကုညီဆောက်ရှောက်ရေးအသင်း AABB အဆိုအရလက်ရှိနိုင်ငံရေးပြမှုတွေနဲ့အမှုရင်ဆိုင်နေရသူ400လောက်ရှိပြီးအချင်းထောင်နေတဲ့မှာရှိနေသူ239ဦးစုစုပေါင်းနိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ခံထားရသူ 629ရောက်ရှိတယ်လို့သိရပါတယ်ခင်ဗျာကိုကျော်လွန်ယုံတင်ပြသွားတာပါကာဝေးဦးစည်းချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လည်းဓာတ်ပုံကိုဖဏနဲ့တန်နေတဲ့ပုံကို internet facebook စာမျက်နှာမှာမျှော်ခဲ့တဲ့ဆိုပြီးတရားစွဲခံထားရတဲ့ကချင်တိုင်းရင်းသား Patrick ခွန်ကြာလီကိုလှိုင်မြုပ်နယ်တရားရုံးကဒီကနေ့ထောင်ဒဏ်6လချမှတ်လိုက်ပါတယ် RFA သတင်းတော့ကိုထက်အကတင်ပြထားပါတယ်ခင်ဗျာကချင်မျိုးသားဦးပထရစ်ခွန်ကြာလီယာ အမှုရင်ဆိုင်နေတာ၃လကျော်လောက်ရှိပြီဖြစ်ပြီးဇန်နဝါရီလ22ရက်နေ့ဒီကနေ့ရန်ကုန်မြို့လှိုင်မြို့နယ်တရားရုံးကနေစက်သွေးရေးဥပဒေပုံမှ66ဂါကြီးနဲ့ထောင်နဲ့6လချမှတ်လိုက်တာဖြစ်ပါတယ်။ဥပဒေခွန်ကြားလေးဟာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှော်ရဲ့တပ်ပုံကိုဖနက်နဲ့တနင်းထားတဲ့တပ်ပုံကိုအင်တာနက် Facebook မှာမျှဝေခဲ့တာကြောင့်ဆိုပြီးထောင်တန်6လချမှတ်ခံရတာဖြစ်ပါတယ်6လချရဲဆိုတော့ကျွန်တော်အတွက်ကတော့ဒါမတရားဘူးလို့ပဲထင်တယ်နောက်တစ်ခုကပြောမလဲဆိုလို့ရှိရင် ဒါကျွန်တော်ကတော့ဟိုပေါ့ပေါ့ပါပါရီမောကလည်းပြောလို့ဆိုတကယ်တမ်းကြာရှင်တရားသူကြီးတွေ့လဲအရင်ခက်ခဲပါတရားသူကြီးတွေနဲ့ဒီတက်ဆန်ရတယ်လဲအကောင်းဆုံးလုပ်ပေးတယ်ဒါပေမဲ့နီးဦးတယ်မရှိရခကြကျွန်တော်တို့ဘာမှမလုပ်တဲ့ပေမဲ့ကျွန်တော်အခုကျွန်တော်ပြစ်ဒဏ်ချခံရတယ်ကူပက်ထရစ်ခွန်ချာလီအမိတ်ချမဲ့တရားရုံးကိုအမေရိကန်တန်ယုံကတာဝန်ရှိသူတွေပြည်တိန်တန်ယုံကတာဝန်ရှိသူတွေဥရောပသမဂ္ဂအဖွဲ့ကတာဝန်ရှိသူတွေနဲ့လူအခွင့်အရေးလေးလာစောက်ကြည့်ရေးအဖွဲ့ HRW ကတာဝန်ရှိသူတွေကလည်းအမိတ်ချတာကိုလာရောက်နားထောင်ခဲ့ကြပါတယ်ဘလောက်ကြီးတဲ့ပြစ် ပြစ်မှုကြီးတွေကျူးလွန်နေစေကမူပေါ့နော်တက်မတော်ကိုမထိသေး၍ကာလပတ်လုံးလွှတ်ထားပေးမယ်တက်မတော်ကိုလာထိရင်တော့မရဘူးเนาะအ ਨੇ ဆုံးတော့16လကြာကိုကြာရမယ်ဆိုတော့ message ကိုပေးနေတာလို့ပဲကျမကတော့မြင်ပါတယ်ကျမကတော့ထူပြီးမအံ့ဩပါဘူးငကိုကလေးကလည်းเนาะဒီ66ကကြီးကိုဟိုကြံကင်းစေ6လပေါ့နော်ဒီဟိုချစ်သမီးဟိုအမိန့်ချလိုက်ကြတဲ့က6လတော့အ ਨੇ ဆုံး မဖြစ်မနေချမှာပဲဆိုတာကျွန်မမျှော်လင့်ထားပြီးသားပါဥပဒေခွန်ကြာလီယာလက်ရှိနေသားမှာကျမကြီးစိုးဝါနေတာကြောင့်ထောင်တွေကိုအလုတ်တံမပါပဲအမိတ်ချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။အလားတူတပ်မတော်ကာကွယ်ဦးသီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းဓာတ်ပုံကိုပြုပြင်ပြီးအင်တာနက် Facebook လူမှုကွန်ရက်မှာဖြန့်ဝေခဲ့မှုကြောင့်မချောစန်နီထုံးကိုဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကလည်းထောင်တွေ6လရှောက်မှတ်ခဲ့ပါတယ်ခင်ဗျာ။ကိုထက်အားကတင်ပြသွားတာပါ။ NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့မူဝါဒတွေအသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်မှသာပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့အကြောင်း NLD ဘိုးအလုံးမှုဆောင်အဖွဲ့ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။လာမယ့်လွှတ်တော်အသင်းမှာတောင်းအောင်ယူမဲ့လွှတ်တော်ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌရာထူးတွေအတွက် NLD ကရာထူးသူအမည်စီရင်ကိုဘိုးအလုံးမှုဆောင်ဦးညံဝင်းကပြည်ပသတင်းဌာနတစ်ခုကိုဇန်နဝါရီလ20ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဦးညံဝင်းရဲ့ပြောကြားချက်ဟာပါတီဘိုးအလုံးမှုဆောင်ကော်မတီရဲ့ဆုံးဖြတ်ချက်မပါဝင်တဲ့အတွက်အတီးမပြုတ်နိုင်ဘူးဆိုပြီး နောက်ထပ်ဘိုလ်လုံးမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ဦးဝင်းထိန်ကသတင်းမီဒီယာတွေကိုမနေ့ကပြောကြားခဲ့ပြီးနောက်မှာဒီကနေ့တော့ NLD ရဲ့ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အခုကြေညာချက်နဲ့ပတ်သက်ပြီးရန်ကုန်မြို့ကပါတီဌာနချုပ်ကိုသာမေးမြန်းကြဖို့ဦးဝင်းထိန်ကဖြေကြားခဲ့ပါတယ်ခင်ဗျာ။စစ်တပ်ဆရာဝန်တွေကိုအရက်ဖက်ပြောင်းရွှေ့ရေးအတွက်ကာဝေးဝန်ကြီးဌာနကစီစဉ်နေတာနဲ့ပတ်သက်ပြီးကန့်ကွက်တယ်ဆိုတဲ့အကြောင်းဖဲချိုးနဲ့ဆရာဝန်များလှုပ်ရှားမှုအဖွဲ့ကဇန်နဝါရီလ20ရက်နေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။တမရော်စေးတက်ကတူဘူလောင်းတင်နေစဉ် ပါရဂူဆေးမှုတွေအနေနဲ့ချင်းပြည်နယ်နဲ့နာဂဒေသမှာတာဝန်ထမ်းဆောင်ဖို့အတွက်ကျန်းမာရေးဝန်ကြီးဌာနကိုဆန္ဒအလျောက်ပြောင်းရွှေ့ခြင်းသူစီရင်ကိုပေးပို့ကြဖို့ကာကွယ်ရေးဝန်ကြီးဌာနဆေးဝန်တန်းညွှန်ကြားမှုဦးစီးဌာနကဇန်နဝါရီလ15ရက်နေ့နေ့စဉ်နဲ့တောင်းခံစာထုတ်ပြန်ထားတာပါကျန်းမာရေးဝန်ထမ်းဆေးလွတ်တဲ့ကိစ္စဟာကျန်းမာရေးဝန်ကြီးဌာနကသာစီမံခန့်ခွဲရမယ့်ကိစ္စဖြစ်တဲ့အတွက်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဆောင်ရွက်ချက်ဟာအရက်ဖက်ကျန်းမာရေးဝန်ထမ်းတွေကိုအထင်မြင်လွဲမားစေတယ်လို့ဖဲချိုးနဲ့ဆရာအောင်များအဖွဲ့ကဦးဆောင်လှုပ်ရှားတဲ့ကလေးအထုကဆရာဝန်ကြီးဒေါက်တာအလင်္ကာကပြောပါတယ် ပြီးခဲ့တဲ့နှစ်ကလည်းအလားတူပြဿနာပေါ်ပေါက်ခဲ့ရမှာနောင်ကိုအခုလိုအစီအစဉ်တွေမလုပ်တော့ပါဘူးဆိုပြီးကျန်းမာရေးဝန်ကြီးကနှုတ်အဖြစ်ကတိပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးမိုင်ကျေးရွာနီးမှာအနေနဲ့အရက်ကလာပြီးတရားမဝင်တပိုင်တနိုင်ကြောက်တူးဖော်နေသူတွေအနေနဲ့ဒီလ24ရက်နေ့နောက်ဆုံးထားပြီးနေရက်ပြန်ကြဖို့မြို့နယ်အုပ်ချုပ်ရေးမှူးကတတိပေးစာထုတ်ပြန်လိုက်ပါတယ်အရင်ကအဲ့ဒီနေရာမှာကြောက်တူးဖော်သူတိတ်မရှိပဲအခုနောက်ပိုင်းမှာတံမိုးကြီးဗရမများနဲ့နီလာတွေထွက်တယ်ဆိုပြီးဒေသခံတွေအပြင်ဘုံရွာပြင်ဦးလွင်နဲ့ မိုးကုံမြို့နယ်ကနေလာရောက်တူးဖော်သူတထောင်ဝန်းကျင်ရှိနေတယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးဦးစီးဌာနရဲ့တတိပေးချက်ကိုမလိုက်နိုင်ရင်တပ်တူတွင်ဥပဒေအရအေးအေးယူသွားမယ်လို့တတိပေးစာမှာပါရှိပါတယ်။တပ်တူတွင်ဥပဒေအရတရားမဝင်ကြောင်းမြတ်ရှာဖွေတာစမ်းသပ်တိုင်းတာထုတ်လုပ်တာတွေကိုထောင်နဲ့ခုနှစ်နှစ်နဲ့ငွေတန်း9000အထိချမှတ်နိုင်တယ်လို့သိရပါတယ်ခင်ဗျာ။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကဘိန်းဆိုင်ခင်အေက2000လောက်ကိုပြည်နယ်ရက်တပ်ဖွဲ့ဝင်တွေနဲ့ဒေသခံအင်အား1000ကျော်ပူးပေါင်းပြီးမနေ့ဖြန်မှာတွားရောက်ဖြက်စီးကြမယ်လို့သိရပါတယ်။ ။ဘိန်းကင်းနေသွားဖြစ်မဲ့အဖွဲ့အားကိုယ်စလဲတွေနဲ့ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဘိန်းဆိုင်ခင်းရှိတဲ့နေရာတွေဟာကချင်အထူးဒေသတစ်အမျိုးသားလွှတ်တော်ကိုယ်စလဲဦးစကုံတရင်ရဲ့နယ်မြေအတွင်းမှာဖြစ်ပြီးဝိုင်းမော်မြို့နယ်ကစဒုံ၊ကံပိုက်တီ၊ချီပွေ၊ပန်ဝါစတဲ့နေရာတွေကတောင်တန်းတွေမှာစိုက်ပျိုးထားတာလို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းနှစ်ပတ်လောက်ကလည်းအစိုးရတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးကမ်ပိုက်တီမြို့နယ်အတွင်းကဘိန်းကင်းတော်တော်များများကိုဖျက်ဆီးခဲ့ပါတယ်။မနက်ဖြန်ဘိန်းကင်းတွေဖျက်ဆီးမဲ့အဖွဲ့တွေမှာဒေသခံဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေလည်းပါဝင်မယ်လို့သိရပါတယ်ခင်ဗျာသွေးလွန်တုပ်ကွေးယောဂနီတူချင်ကြားကနေတဆင့်ပြန်ပွားတတ်တဲ့ဇီကာယောဂပိုးကူးစက်နေတဲ့နိုင်ငံတွေထဲမှာမြမအိန္ဒိချင်းထိုင်းနဲ့အိန္ဒိယနိုင်ငံတွေပါဝင်တယ်လို့ American ကူးစက်ယောဂထင်းချုပ်ရေးဌာနကထုတ်ပြန်တဲ့ကြေညာချက်တစ်ခုမှာဖော်ပြထားပါတယ်ထိုင်းနိုင်ငံမြောက်ပိုင်းကနေထိုင်းဝမ်မှာအလုတ်လာလုံနေတဲ့25နှစ်အရွယ်ထိုင်းအလုတ်သမားတူကဇီကာယောဂကူးစက်ခံရတဲ့အတွက်ဆေးရုံတင်လိုက်ရတယ်လို့ထိုင်းဝမ်ကျန်းမာရေးဝန်ကြီးဌာနကမနေ့ကအတည်ပြုပြောကြားပါတယ် တစ်ချိန်တည်းမှာပဲစင်ကာပူမှာလည်းဇီကာရောဂါပိုးကူးစက်ပြန့်ပွားဖို့ဖြစ်နိုင်ခြင်းအများကြီးရှိနေပြီလို့စင်ကာပူဆေးသိပ္ပံပညာရှင်နှစ်ဦးကသတိပေးလိုက်ပါတယ်။တောင်အမေရိကတိုက်နယ်အလယ်ပိုင်းအမေရိကမှာကာယောဂါအဆင့်ဖြစ်ပွားနေတဲ့ဒီယောဂါပိုးကူးစက်ရင်သွေးလွန်တုပ်ကွေးလောက်အပြားမပြင်းထန်ပေမဲ့ကာကွယ်ကုသဖို့ဆေးမရှိသေးဘူးလို့သိရပါတယ်ခင်ဗျာ။ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေဇက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရန်ကုန်မြို့မှာခွင့်ပြုချက်မရှိဘဲအထက်မြင့်အဆောက်အုံတွေဆောက်လုပ်နေတာနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်စီပင်သားရေးကော်မတီဝင်ဇော်ဒီကဦးခင်လှိုင်ကသူ့ရဲ့ရုံးခန်းမှာဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်ဒီကြောင့်နဲ့ပတ်သက်လို့ကျွန်တော်တို့ RFA သတင်းတော့မဆာနီထွန်းဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ ရန်ကုန်မြို့တော်စီပင်သားရဲကော်မတီဟာရခိုင်တပ်မတော်အစိုးရလက်ထက်တုန်းကကိုပိုင်စီမံခန့်ခွဲလို့ရပေမဲ့2021ခုနှစ်အစိုးရတက်လက်ထက်မှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လက်အောက်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။တိုင်းဒေသကြီးအစိုးရလက်အောက်မှာရှိနေတဲ့အတွက်ပြည်ထောင်စုအဆင့်ရှိတဲ့အချို့စီမံကိန်းတွေဟာမြို့တော်စီပင်သားရဲဌာနရဲ့ခွင့်ပြုချက်ကိုမယူဘဲဖော်ဆောင်နေတာလို့ဥခင်လိုင်းကပြောပါဗျ။ကျွန်တော်တို့စီပင်မှာဘာအခက်အခဲရှိနေတယ်လဲဆိုတော့အစောက်ချောက်လုပ်ခွင့်နဲ့ပတ်သက်လို့ရှိရင်တင်ပြတဲ့အခါကျရင်တင်လာတဲ့အခါကျရင် ယောတာမန်ပြည်သူလူထုအနေထားနဲ့ရတော့တကယ်တင်ကြပါလေဆောက်လုပ်ခွင့်နေလဲတင်ကြပါလေဆောက်လုပ်ခွင့်ရအောင်လဲကြိုးစားကြပါလေဒါပေမဲ့ပြည်တော်သူအဆင့် level ရှိကြတယ်ကျွန်တော်တို့ရန်ကုန်မြို့မှာပြည်တော်သူအဆင့်ရှိတဲ့မြေတွေရှိပါတယ်ဝန်ကြီးဌာနပိုင်းမြေတွေရှိပါတယ်ဝန်ကြီးဌာနစီမံခန့်ခွဲတဲ့မြေတွေရှိပါတယ်အဲ့ဒီနေရာတွေမှာဆိုရင်အဲ့ဒီမှာရှိတဲ့ပုံကူများသည်ကျွန်တော်တို့စီပင်ကိုဘာမှမတင်မဲ့နဲ့သူလုပ်ချင်လို့ ရန်ကုန်ပြည်သူစေယုံဝင်အတွင်မှာလက်တလောတီဆောက်နေတဲ့ဆနက်ထက်အဆောင်တင့်နဲ့တက္ကသိုလ်ရိပ်သာလက်အမှတ်84မှာဆောက်လုပ်နေတဲ့ဆနက်ထက်ခွဲအထက်မြင့်အဆောက်အဦတွေဟာစီပင်သားရာရေးကော်မတီကခွင့်ပြုထားတာမဟုတ်ဘူးလို့လည်းပြောပါတယ်။ တက္ကသိုလ်ရိပ်သာလန်ဆက်နဲ့ထက်ခွဲအဆောက်အဦဟာဆိုရင်ပန်စေးဒေတာ ပြည်သူစစ်ကြီးကြပ်ရေးကော်မတီကဥကြုံမြစ်စောက်လုံနေတာဖြစ်ပြီးစောက်လုံခွင့်မကြခင်မှာစောက်နေတာလို့သိရပါဗျ။အဲ့ဒီအဆောက်အဦနှစ်ခုလိုရန်ကုန်မြို့တော်စီပင်သာယာရေးဥပဒေနဲ့မညီပဲစောက်လုံနေတဲ့အဆောက်အဦတွေကိုရက်ဆိုင်ထားပြီးစောင့်ကြည့်ဖို့ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်နေ့မှာ NLD ပါတီကဒေါက်တာမေဝင်းမြင့်ကအဆိုတင်သွင်းခဲ့ပါတယ်။စီပင်သာယာရေးဥပဒေအရထောင်ဒဏ်အထိချမှတ်နိုင်ပေမဲ့ထောင်ဒဏ်ကိုမကျင့်သုံးတာကြောင့်ဒဏ်ငွေကိုမှတ်မှုဘူးဖြစ်နေတယ်လို့လည်းသိရပါဗျ။ ါတယ်။အဲ့တော့ကျွန်တော်တို့ကထောင်ဒဏ်ဆိုတဲ့ကိစ္စရက်တွေကိုကျွန်တော်တို့မကျင့်သုံးဘူး။မကျင့်သုံးတာဖြစ်တဲ့အတွက်ငွေလောက်ကတော့မယောနိုင်စရာအကြောင်းပါရှိနေတယ်။နောက်တော့ daily fine လို့ခေါ်တာပေါ့။တစ်နေ့ကိုတစ်ကောင်ပေးလိုက်တယ်။တစ်လကြာမှာသုံးသိန်းကြာတာလေ။အေးစစ်စစ်အစာဦးတခုကတလားလောက်မှာခွင့်မိကြမဲ့စောက်လိုက်လို့တက်သွားတော့ဘာလို့တက်သွားလဲတိရတိုင်းအဲ့နေထားရစ်ဖြစ်သွားအဲ့တော့ဒန်ကြီးနဲ့မလုံတော့ဘူးဒန်ကြီးအမြင့်ဆုံးဆိုတဲ့ငါးပေါက်ကိုစောက်ခဲ့နေတော့မှာပဲဘယ်လောက်ကြာမှာ လက်ရှိစောက်လုံနေတဲ့ကဘာရေးဖျားလန်းနဲ့ဆရာဆန်လန်းတောက်မှာရှိနေတဲ့ 60H resident အထက်မြင့်အဆောက်အဦကလည်းစောက်လုံခွင့်မပြုသင့်ဘူးလို့ပြောပါတယ်။ညံမှုပြီးတော့စဉ်းစားလက်ရှိရေကြမ်း area အဲ့ဒါနဲ့လည်းမကိုက်ပါဘူးတဲ့။ရင်သွားလာမှုနေရာဖြစ်တဲ့နေကြီးစီမံကိစ္စပေါ်ပေါက်လာတဲ့ရင်ရံတယ်ပဲနဲ့လမ်းပိတ်စုမြောက်စနေကြသူတင်တာပြီးစောက်လုံခွင့်ပြုပါရန်ဆိုတဲ့နော်။ဒါဒီလိုမျိုးလေးတော့မှပါလာသေးတယ်။ ရန်ကုန်မြို့တော်စီပင်သားရဲ့ဥပဒေတွေရှိနေပေမဲ့မြို့တော်စီပင်အရာရှိတဲ့ဝန်ထမ်းအချို့ဟာလိုက်နာမှုမရှိတဲ့အတွက်ပြုပြင်ပြောင်းလဲသင့်ပြီလို့လည်းပြောပါရယ်။ဒါကြောင့်လက်ရှိစီကံမဲ့ဆောက်လုပ်နေတဲ့အထက်မြင့်အဆောက်အဦတွေကိုစည်ရင်းကောက်နေပြီးမကြခင်ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့သိရပါရယ်။အဲ့ဒီအဆောက်အဦဆောက်လုပ်သူတွေအနေနဲ့လည်းအခုစောက်နေတာတွေကိုရပ်ဆိုင်းထားပြီးလာမယ့်အစိုးရတက်လက်ထက်မှာဆောက်လုပ်ခွင့်ရရှိဖို့ပြန်လျှောက်စေခြင်းတယ်လို့လည်းပြောပါရယ်ရှင်။ RFA ရုံးမြင့်တန်းကြားအစီအစဉ်တွေကြည့်ရှုနေရတာပါ။နှစ်ပေါင်းများစွာပိတ်ထားခဲ့တဲ့အင်းစိန်ဆက်မှုလက်မှုသိပ်ပံ GDN အကြောင်းကိုမကြခင်ပြန်ပြီးဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။အင်းစိန် GDN အကြောင်းပြန်ဖွင့်နိုင်ဖို့အတွက်ဘလို့အခက်အခဲတွေရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော် RFA သတင်းတော်ကိုတီယာထွန်းတင်ပြထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာရှိတဲ့ဆက်မှုလက်မှုသိပ်ပံအကြောင်းတွေထဲမှာအင်းစိန် GDN အကြောင်းဟာတက်တန်းအရှိအကြဆုံးဖြစ်ပြီးအင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်လွန်ခဲ့တဲ့1895ခုနှစ်ကတည်းကဖွင့်လှစ်ခဲ့တာကြောင့်နှစ်ပေါင်း130ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလွန်ခဲ့တဲ့1996ခုနှစ်မှာစစ်အစိုးရကပိတ်ပစ်ခဲ့ပြီးအကြောင်းဝန်တွေကအစာအုပ်တွေကိုလည်းပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုငှားရမ်းခွင့်ပေးခဲ့တယ်လို့ပြည်မအကြောင်းဆောင်ကြီးကိုရဲဌာနအဖြစ်အသုံးပြုခဲ့တာအခုချိန်အထိဖြစ်ပါတယ်။လက်ရှိမှာရဲဌာနဖွင့်ထားတဲ့အင်းစိန် GTI ပြည်မအကြောင်းဆောင်တစ်ခုကိုသာပြန်လည်ဖွင့်လှစ်ခွင့်ရမှာဖြစ်ပြီးတော့ပြင်ဆင်မှုတချို့လည်းရှိနေပါတယ်။ကျန်တဲ့အစာအုပ်တွေကပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုနှစ်ပေါင်းများစွာစာချုပ်နဲ့ငှားရမ်းထားတာဖြစ်ပါတယ်။အဲ့ဒီအကြောင်းဆောင်ပြန်ဖွင့်နိုင်မှုအတွက်တိုင်းနိုင်ငံလုံးက GTI အကြောင်းသားအကြောင်းသူတွေတည်ထောင်ထားတဲ့ GDN ကြောင်းသားအသင်းကအစိုးရကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။အခုကရတာတော့မင်းဆောင်ကြီးကိုအဓိကအရင်ပြန်ရတာပေါ့လေ။ရတဲ့အခါမှာအဲ့ဒီမှာဒီဟိုပညာရေးနဲ့အမတို့ဒီ society နဲ့ပူးပေါင်းပြီးတဲ့အခါမှာဒီတန်တန်းလေးတွေဖွင့်သွားမယ်ပေါ့။ပညာရေးကလည်းအခုဟိုသတင်းစာတွေတွေပါတယ်လည်းပါပြီးသားပါဟိုဒီ GDN ဟိုဟာမှာရွှေပြည်သားမှာဖွင့်တဲ့ GDI ရဲ့ EPEC နှစ်တန်းကိုဒီမှာလာဖွင့်မယ်ပေါ့နော်အမတို့ AGDI Society ကလည်းဒီလိုပဲဟို short term ပေါ့နော်ဟိုတင်တန်းလေးတွေဖွင့်မယ်ဥမာ3လတို့6လတို့တစ်နှစ်တို့ပေါ့လောလောဆယ်တော့အဲ့ဒါလေးတွေကိုတင်တန်းလေး5 6ခုဖွင့်ဖို့တော့အခုတော့စီစဉ်နေတယ်လေနေပေါင်းရာကျော်ရှိနေပြီဖြစ်တဲ့အင်းစိန် GDI အကြောင်းမှာစက်မှုလက်မှုကြောင်းသားကြောင်းသူတွေလက်တွေ့တင်ကြားနိုင်တယ်။တင်ထောက်ကူပစ္စည်းတွေဟာအရင်ကအစုံလင်ရှိခဲ့ပေမဲ့အခုခါမှာတော့တင်ကြားရေးပစ္စည်းတွေမရှိသလောက်ကိုနည်းသွားပြီဖြစ်ပါတယ်။ဒါတွေကိုပြန်ဖြည့်ဖို့ဆိုတာဟာ အစိုးရတခုတည်းနဲ့တာဝန်ယူဖို့မဖြစ်နိုင်ဘူးလို့ចောင်းသားဟောင်းတွေကပြောပါတယ်။မင်းဆောင်ကြီးကကျွန်တော်တို့ကဟိုပြစ်ထားရလဲနည်းနည်းကြာပါပြီဆိုတော့နည်းနည်းလေးပြင်ရမယ်ခင်ဗျ။ခြေအောင်ပစ္စည်းနဲ့ပတ်သက်တဲ့အတွက်တရားဒီအားလုံးကိုကျွန်တော်တို့ကလက်ရမပြက်ပြင်ပေးရမှဖြစ်တဲ့အတွက်နည်းနည်းတော့အချိန်ယူရလိမ့်မယ်။ကျွန်တော်တို့အထက်မှာကျွန်တော်တို့ပစ္စည်းယူရင်းနာတွေရှိတယ်။ထိုးရတယ်ဆိုရင်ကျွန်တော်အင်္ဂလိပ်တွေကွာနေတာပေါ့နော်။ကျွန်တော်တို့ပြင်ကျင်မင်းနဲ့လေဒါရှေ့ဟောင်းနဲ့ကျွန်တော်ညှိရမယ်။အပိုင်းတွေရှိပါတယ်ခင်ဗျ။ဒီအကြောင်းကြီးကိုဒီအခန်းလေးကိုပြန်ပြင်ဖို့တော့ဒီပညာရေးဝန်ကြီးကထောက်ပံ့ပေးမယ်လို့ကြားပါတယ်ခင်ဗျ။အတိအကျတော့ကျွန်တော်သိချင်မသိသေးဘူး။ ဒါပေမဲ့တင်ဟောက်ပြီးပစ္စည်းကတော့လုံးဝမရှိတဲ့အတွက်အစာဆုံးပြန်ပြီးတော့လိုအပ်တာတွေပြင်ဆင်ရပါမယ်။လက်ရှိအင်းစိန် GDN အကြောင်းမှာအစိုးရနဲ့ဂျပန်နိုင်ငံကအဖွဲ့အစည်းတစ်ခုပူးပေါင်းပြီးပြင်ပလုပ်ငန်းခွင်မှာပါအသုံးဝင်တဲ့လျှက်စစ်ဆက်ပြင်တင်နန်းတွေကိုအခကျင်းဝင်နဲ့တင်ကြားပေးနေပါတယ်။လျှက်စစ်တင်နန်းနှစ်ခုဖြစ်ပါတယ်။တစ်ခုက commercial wiring ဆိုတော့ဒီအိမ်တွင်းကိုလျှက်စစ်တွေ့တန်းတာအဲဆက်ရုံတွေလျှက်စစ်တွေ့တန်းတာဟိုတယ်တွေလျှက်စစ်တွေ့တန်းတာအဲ့လို indoor wiring လုပ်ငန်းပေါ့ နောက်တစ်ခုကတော့ transmission and distribution ဆိုတာကတော့ပြင်မှာ line ကြိုးတွေဆွဲမယ် transformer တွေထိုင်မယ် high tension low tension line ကြိုးတွေဆွဲမယ် power distribution လုပ်ငန်းတွေဖြစ်ပါတယ်ဒီမှာကတော့ AGDI society နောက်ပြီးတော့ Kenan Corporation Sumitomo Corporation အဲ့ဒီသုံးခုနဲ့ပူးပေါင်းပြီးတော့တည်ဆောင်ထားတဲ့ဟိုပါပေါ့ certificate level ပြီးတဲ့တင်နန်းကျောင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆက်မှုလက်မှုတိုက်ပွဲ GDN ကျောင်းပေါင်း12ခုရှိပြီးတော့ အဲ့ဒီအင်းစိန် GDN ကျောင်းမှာကျောင်းသားကျောင်းသူ1500လောက်သင်ကြားနိုင်တယ်လို့သိရပါတယ်ခင်ဗျာအရဖေယုံမင်တညာအစီအစဉ်တွေကြည့်ရှုနေရတာပါ။ ခုတင်ဆက်မှာကတော့အပတ်စဉ်တောက်ကြနေတိုင်း RFA Radio နဲ့ရုပ်မြင်သံကြားကနေထုတ်လွှင့်နေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လောကတွေကလူပုဂ္ဂိုလ်တွေရဲ့စိတ်ဝင်စားစရာပြောကြားချက်တချို့ကိုစူးစီးပြီး RFA အဖွဲ့သားကိုကျော်မင်းထွန်းတင်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာအခုတော့မမသားသားစကားများအစီအစဉ်မှာပြီးခဲ့တဲ့တစ်ပတ်အတွင်းပြောစမှာဖြစ်ခဲ့တဲ့စကားတစ်ခုနဲ့စတင်ကြပါမယ် တောက်ဘရပိုင်းညမစီးပွားရေးဥပိုင်လီမိတက်ဟာနိုင်ငံနဲ့စီးပွားရေးလုပ်ငန်းကြီးတွေကိုလဝကြီးအုပ်လုတ်ကင်နေပြီမယ်လို့အကျိုးအမြတ်ကိုဗိုလ်ချုပ်ကြီးတွေကသာခန်းစားနေရပြီးအောက်ခြေတပ်သားတွေအနေနဲ့မသိယုံတမဲဆင်းရဲနိုဝင်ဘာဆိုတာနေထိုင်နေကြအကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်မိုးညိုကပြောလိုက်ပါတယ်။နေပြည်တော်မှာကျင်းပတဲ့ 2016-2019ဘန်နာနှစ်အတွက်မြို့သားစီမံကိန်းဥပဒေကြမ်းအပေါ်ဇန်နဝါရီလ15ရက်နေ့ကဆွေးနွေးကြရမှာဒေါက်တာအောင်မိုးညိုကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အထည်ချုပ်ဆက်ယုံလည်းမြန်မာစီးပွားရေးဥပိုင်းလေဘရောင်းတောင်စီမံကိန်းလည်းမြန်မာစီးပွားရေးဥပိုင်းကျေးငါးဝင်ပင်လေကူးတင်မိုးလိုင်းလည်းဥပိုင်းစသည်ဖြင့်ဥပိုင်းပိုင်နာတို့များတော်လဲအောက်ခြေတက်မတော်သားများဤလူမှုစီးပွားဘဝကိုဘလောက်အထောက်အကူပြုနေသလဲကျွန်တော်မသိပါဘူး။ကျွန်တော်မဲဆန္ဒနဲ့တက်မတော်ဝါတက်မှာတော့မသေးယုံတမဲစားနေကြရပြီး အဆက်လုံယုံဝစ်စင်နေကြပါတယ်။ထင်းခွေးစားတဲ့လူနဲ့တောယုံအောင်ကြကင်မုံရခုရောင်းတဲ့လူနဲ့ဒီလိုမဖြစ်တင်ပါဘူး။ဒေါက်တာအောင်မုံညိုပြောတော့တာဖြစ်ပါတယ်။ဒေါက်တာအောင်မုံညိုရဲ့တင်ပြဆွေးနွေးချက်နဲ့ပတ်သက်ပြီးဒါဟာအဖွဲ့အစည်းတစ်ခုအပေါ်မှာဂုံသိက္ခာထိခိုက်စေတဲ့အတွက်ဒီအသုံးနှုန်းတွေမသုံးနှုန်းမှုဆွေးနွေးချက်မပြီးခင်မှာပဲလွတ်တော်နာရကသူရဥရှင်မန်းကနောက်ဆုံးကြိမ်ဖြစ်သတိပေးခဲ့ပါတယ်။ဒေါက်တာအောင်မိုးညိုဆွေးနွေးချက်များသည့်ဖွဲ့စည်းတစ်ခုကိုဂုံတီဂုံတီနိုင်စေသောပေါ်ပြခြင်းများပါရှိနေခြင်းကြောင့် ဒီကောင်က63ကိုဖတ်ပြီးတောင်းပြရပါတယ်။နာတို့ပါဒေါက်တာအမိုးကြီးရွှေလူချင်းများတက်မလို့သာလွှတ်တော်ကလည်းအစုအဖွဲ့မှကန့်ကွက်ပါကြောင်းနဲ့ယေရှုတိကျသည့်ကာဝေးခန်းကန်နဲ့ပတ်သက်သည့်ရွှေလူချင်းများတို့တော်မှတို့တော်မှတမ်းမှပြည့်ပြည့်ပြည့်နိုင်ပါရဲ့။တရားအပ်ပါလိမ့်ရှင်။ကျွန်တော်တို့အဖို့ ဒါတော့သူတော်ဦးရှင်မန်ပြောသွားတာပါ။ရခိုင်ပြည်နယ်မှာလှစ်တော်ကိုယ်စားလှယ်နေရာအများစုအနိုင်ရခဲ့တဲ့ရခိုင်မျိုးသားပါတီ ANB အနေနဲ့ပြည်နယ်အစိုးရဖွဲ့ရေးဆွေးနွေးဖို့ရွေးကောက်ပွဲအနိုင်ရထားတဲ့ NLD ပါတီဘက်ကကမ်းလန်းတာမရှိသေးဘူးလို့ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောလိုက်ပါတယ်။ပြည်နယ်အစိုးရဖွဲ့စည်းတဲ့အခါဝန်ကြီးချုပ်နေရာပါဝင်ဥဆောင်မှုကဏ္ဍရရှိရေးမရရှိခဲ့ရင်အတိုက်ခံဖြစ်နေတာရက်တီရေးသဘောထားထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီးအရဗီယာဆက်သွယ်မေးမြန်းရမှာဒေါက်တာအေးမောင်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ စိုးရဖွဲ့စည်းရေးနဲ့ဆက်သလို NLD ဖက်မှာပဲတာဝန်ရှိပါတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေရသွားပါ။လာတဲ့စိုးရဖွဲ့ရဲ့သမ္မတကြီးပုံမှာအများကြီးပါတယ်။အဲ့ဒီခါမှာကျွန်တော်တို့ချင်းကတာကဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းချက်ကြီးဥပဒေပါလေးစားလိုက်နိုင်ရမယ့်တာဝန်ဖြစ်တဲ့ခါမှာသမ္မတဖြစ်လာမယ့်ပါတီကြီးဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။တော်တော်ကျွန်တော်တို့ချင်းကတ်တဲ့ခါမှာတက်ဆိုင်ရာပြည်နယ်ပါလီမန်ညားနဲ့ပတ်သက်တဲ့အနိုင်ငယ်ပါတီဆိုတဲ့ဒီမိုကရေစီ စေခံအချက်လက်များရအလေးနဲ့ထားမဲ့တာဝန်တစ်ခုရှိပါတယ်။ဥတီချက်နှစ်ခုပုံတော့ principle တစ်ခုပုံမှာမူတည်ပြီးမှတကယ်အဆုံးဖြတ်ပေးရမယ့်ပုဂ္ဂိုလ်ကြီးမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုအခြေခံပြီးရောက်လာမယ့်သမ္မတကြီးပုံမှာမူတည်ပါတယ်။ဒါတော့ဒေါက်တာအေးမောင်ပြောတော်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုရှိမှသာနိုင်ငံသူလူနိုင်ငံသားတွေစိတ်လုံခြုံမှုရှိမှဖြစ်ပြီးနိုင်ငံသားတွေစိတ်လုံခြုံမှုရှိမှသာနိုင်ငံကုန်သိက္ခာထိမ့်သိမ့်နိုင်မှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်အောင်ဆန်းစုကြည်ကပြောလိုက်ပါတယ် ညနေကမှာပထမဆုံးကြိမ်လွတ်လပ်တဲ့ရှေ့နေအသင်းဘောပေါက်ရေးအတွက်နေပြီးတော့မှကျင်းပတဲ့ဆွေးနွေးပွဲမှာဒေါ်အောင်ဆန်းစုကြည်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။အကြံဉာဏ်တွေဆွေးနွေးရှိမှာနိုင်ငံကနိုင်ငံနိုင်ငံသားတွေစိတ်ယုံကြည်မှုရှိနိုင်တယ်။နိုင်ငံနိုင်ငံသားတွေစိတ်ယုံကြည်မှုရှိမှသာနိုင်ငံရဲ့အိတ်ပါလို့ဆိုတာထင်ပေနိုင်မှာဖြစ်ပါတယ်။နိုင်ငံနိုင်ငံသားများစိတ်ယုံကြည်မှုမရှိတဲ့နိုင်ငံဆိုတာအင်္ဂါမသိခံမှုတွေနိုင်ငံတွေကိုပြောတာ။ဒေါ်အောင်ဆန်းစုကြည်ပြောတော့တာဖြစ်ပါခင်ဗျာ။ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့တိုင်းပြည်တစ်ခုဟာအားကောင်းတဲ့တိုင်းပြည်ဖြစ်နိုင်တယ်လို့တစ်ချိန်တည်းမှာလည်းအဲ့ဒီတိုင်းပြည်မျိုးဟာထိလွယ်ရှလွယ်တိုင်းပြည်မျိုးဖြစ်နိုင်တယ်လို့အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွန်မာလနော့စကီကပြောလိုက်ပါတယ်။ဇန်နဝါရီလ19ရက်နေ့ကဘာသာပေါင်းစုံခေါင်းဆောင်တချို့ပါဝင်လူငယ်တွေရပ်ဖဲဖွဲ့စည်းနေတဲ့ရန်ကုန်မြို့မှာတွေ့ဆုံတဲ့မစ္စတာမာလနော့စကီကအခုလိုပြောလိုက်တာဖြစ်ပါတယ်။အခုတော့မမသားသားစကားများစီစဉ်ရအောင်လုပ်ပါခင်ဗျာ။ကြီးစုနားဆင်ကြတဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။ မှတ်မှတ်သားသားစကားများအစီအစဉ်ဖြစ်ပါရခင်ဗျာရခိုင်ပြည်နယ်စစ်တွေမြို့ဆက်ယုံစုအမှတ်3ဒုက္ခသည်စခန်းကရခိုင်တိုင်းရင်းသားဒုက္ခသည်တွေကိုစစ်တွေမြို့မင်းငံရက်ွက်အကွက်30မှာရှိတဲ့လုံချင်းအိမ်တွေမှာပြောင်းရွှေ့နေရချထားပေးပါတယ်ဒီအကြောင်းကိုတော့ကျွန်တော် RFA သတင်းတော်ကိုမင်းသိန်းအောင်ကတင်ပြထားပါရခင်ဗျာစစ်တွေမြို့ဆက်ယုံစုအမှတ်3ဒုက္ခသည်စခန်းမှာအင်နာစုပေါင်း150တစုနဲ့လူဦးရေ640ကျော်နဲ့ထိုင်ကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့2022ခုနှစ်ပြည်ပခါတွေမှာဖြစ်ခင်ကဒီအင်နာစုတွေဟာမီးလောင်ဆုံးကျခံခဲ့ရတဲ့နေအိမ်တွေမှာ အင်္ဂါအပြင်ဘေးတွဲတွေနဲ့နေထိုင်လာခဲ့ကြသူတွေဖြစ်ပါတယ်။ပဋိပက္ခဖြစ်ပွားခဲ့တဲ့နောက်ပိုင်းနိစက်ရဘုန်းတော်ကြီးကျောင်းထဲမှာယာယီနေထိုင်ခဲ့ကြပြီး2013ခုနှစ်မေလအတွင်းမှာအခုဆက်ယုံစုအမှတ်သုံးဒုက္ခသည်စခန်းမှာပြောင်းရွှေ့နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ဒီအုပ်စုအတွက်ကတော့ဘာခေါ်မလဲဆိုတော့ပထမဦးဆယ်ဦးကျဘက်မှာကတော့နေရာချလာတာသိခက်ခဲမရှိဘူးမယ်။ဒီကြံခဲ့တဲ့အုပ်စုအတွက်နေရာချထားမဲ့ကိစ္စမျိုးကြတော့ဟိုအကြောင်းအရာပေါင်းစုံကိုနှစ်ဖက်ပဋိပက္ခဖြစ်နေတဲ့နှစ်ဖက်အုပ်စုရှိနေတဲ့အတွက်ကြောင့် ကိစ္စရဲ့ဘောင်းစုံကိုကျွန်တော်အထူးတည်စဉ်းစားပါရခင်ဗျာစဉ်းစားပြီးတော့မှဒီဒုက္ခသည်တန်ရကိုဒီနယ်အစိုးရကလည်းဒီလိုတော့လုံချင်းမဲ့နေရာချတာကောင်းမယ်ဆိုပြီးတော့သူတို့ရဲမငွေတွေကဒီအင်းလေးတွေ25သိန်းနဲ့အင်းလေးတွေအဖြစ်နေရာချတာပြင်ဖြစ်ပါရခင်ဗျာဒုက္ခသည်အင်နာစိုးပါ150တစုအတွဲနေ150တလုံးနဲ့ပြန်လည်နေရာချတာပြင်မှာဖြစ်ပေမဲ့အခုချိန်မှာနေအားလုံးပြီးစီးခြင်းမရှိသေးတာကြောင့်ဆောက်လုပ်ပြီးစီးမှုအပေါ်မူတည်ပြီးအင်တော်စု90ကိုမဲဆင်းနေတဲ့စတဲ့နေရာချတာပြေးတာဖြစ်ပါတယ်။ ခုနေရာချက်တာပြည့်တဲ့နေရာဟာမြို့နဲ့အနှဲငယ်အလန်းဝဲတာကြောင့်တွားရည်လာရည်နဲ့တောက်သုံးရည်အတွက်အခက်အခဲတွေရှိတယ်လို့ဒုက္ခသည်တွေကပြောကြပါဗျ။ဒီနေ့ဒုက္ခသည်တွေကိုနေရာချက်တာပြည့်တဲ့နေရာနဲ့တဆက်ထဲမှာပဲစစ်တေမျိုးပေါ်မှာရှိတဲ့အင်းမင်းရမဲအင်တောင်စုမတထောင်ကျော်ကိုအစိုးရကမြေကွက်တွေပြီးပြီးနေရာချက်တာပြည့်နေပါဗျ။အခုနေရာချက်တာပြည့်တဲ့ရက်ကွက်အတွက်စာသင်ကျောင်းဆေးကန်းနဲ့လျှက်စမီရရှိရစတာတွေကိုဆက်လက်ပြုလုပ်ပေးသွားဖို့ရှိတယ်လို့လည်းသိရပါဗျ။စစ်တေမျိုးမှာ

ချင်းတိုင်းသားဘာသာအစီအစဉ်ထုတ်လွှင့်ပေးပါရမယ်။2015ခုနှစ်အတွင်းချင်းပြည်နယ်မှာရေမတော်တဆမှု400နီးပါးဖြစ်ပွားခဲ့တဲ့တဲ့တွင်နဲ့မတူပီမြို့နယ်မှာရေအခက်ခဲကြုံရတဲ့တဲ့တွင်တွေကိုမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါရခင်ဗျာ။ကုမ္ဖောင်းနေလေထိုင်နာကုမ္ဖောင်းကစင်ကုမ္ဂျန်ပြန်ကုမ္ခတ်စုံငါချင်းရံကုလာမော်တော်မော်တော်ဆိုင်ကယ်ဂျန်ဆောလ်နာလေခွန်ဒင်နာဝေဇထုံနဲ့ဆုံကွာလေပရောကောမီချင်းမီဂျန်ဆောလ်လာရာငါမီပီဆုံကွာအန်တီတီယာ ยมพี่เจ้าใจนี่ิึงสวัสดิ์ทางอาศัยมีเจ้ามงเดินสายนจนวารินเล่ขันเนี้อันตรายลังเสฉันรัมกูจูก็รมสงีรัมกูรัมเทนเล่ลิสงะคนเดินนั่งอเมลบีปังอานาเสคนเดินนั่งอเมลบีรมกูจูกยารัมกูสีคนเดินนักวิจาลสมทุ่มเลเปรียดไม่ที่สมทุ่มเลเปรียดันเสคนเดินนักตั้มบิีนักรมเทนจูรำกุรัมเทนเสีคนเดินนัก ဝေထောင်းဟီလေဇရုကလကလွန်လီယချာကျင်းရံကိုမတူပီခွာဂျနရယ်ထထောက်ကင်ပေါ်ဆုံမီပေါ်တဒါဟဆနာအန်တုံဒေရဝိလီဒါကုပုန်ခတာဇင်းဟီလေဆောင်မာချက်တင်လေရတူလီဂျမနာအော်တန်လေးထဲအစစ်လာဦးတရထဲအစစ်ကတိနစံနာခေမတူပီခဆုငါမုဒရာကမနီအင်းနမ်ဇီနန်တောနာကတိတိုင်ပြန်နာပိုက်ပေါ်အစျက်ချေနာခစင်အစံမီစီပြလာထဲစီ มาตุปีคนหนูขบาประคันอินมาตุปีอะตัวเจ้าขสุงะมอเตอร์บมอเตอร์ไซค์บอลทอนจูออราวีอินตีกันไล่ตันี้ซะอัปยนักจูจนว่าไหนมีเจ้าสาเลมคอมพานีเลมบอลินอันไงตัวสักลาวีอัปยจัตอินตัวเรลสักจางอัตุลดิ้งเดียสินมาตุปีเป็นโคบวยแวงมีมีนาประคันอินมูดรากรมนีอินลำจินอันเรมิสินอัจฉังมีเซอันไหลมีไหลลงบอลลงเต้าบอลค่ะท่าเดินสาวลาวินอันครานี้ ไปปอปาตลักเทินอเซียนีซีพิอาซินมาตุปีคมีปอจูมีปนซำนาเบงที่คนนาเบงฝรงะมาตุปีสินแป้งลิลานากาอุมมีเลียมเราติว่าอันบังมังตูเทวซีตูเจออาร์เฟชินตีบิบูกันจูที่มัวเอ็มกันจอตาเรดิงอาจจะตูเนื้อจาติปารากันลงอ้อยมาเจอตลาดจากซาเลติงกันเล่าซ้อมนั้นจาเต้นบันเต้นบังชา thank you RFA ရုပ်မြင်သံကြားအစီအစဉ်တွေကြည့်ရှုနေရတာပါပြည်သက်များခင်ဗျာမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိ RFA ကနေနေ့စဉ်ထုတ်လွှင့်နေတဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကနေတဆင့်လဲတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပါတယ် RFA မြန်မာပိုင်းအစီအစဉ်ရဲ့အင်တာနက် website လိပ်စာကတော့ www.rfa.org/burmese ဖြစ်ပါတယ် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချက်ပြီးထုတ်လွှင့်ပေးနေပါတယ်ဒီအစီအစဉ်တွေကိုလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 7 Jodu နဲ့ New Skies Jodu တွေအပြင် RFA မြန်မာ TV ရဲ့ YouTube စာမျက်နှာမှာလည်းတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဆိုတဲ့အကြောင်းအသိပေးအပ်ပါရခင်ဗျာဒီညအတွက်လွတ်လပ်တဲ့အာရှသံ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ thank you